နေပေါ်အစိုးရနဲ့အကြံစီကြားကဆန္ဒပြပွဲများဘလို့ဆက်နွယ်နေလဲပြည်သူများအားလုံးပဲမြင်လာပါရှင်နေပေါ်နိုင်ငံမှာအစိုးရကလူမှုကွန်ရက်တွေကိုပိတ်ပင်လိုက်တာနဲ့အာဂရိလိုက်စားမှုဆွဆွဲချက်တွေကိုနိုင်ငံတော်လောမှာလူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေထွက်ပေါ်နေပါတယ်ကျန်းစီတွေအများစုပါဝင်တဲ့အထောင်ထဲချတဲ့ဆန္ဒပြသူတွေဟာပို့စကတ်တွေကျွေးကြော်တန်တွေကင်ဆွဲလို့လမ်းပေါ်တက်ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ် မြို့တော်ခက်တာမတူတခြားမှာဆန္ဒဖော်ထုတ်မှုတွေကပိုပြီးတော့ပြင်းထန်လာတာလူသေးဆုံးတဲ့အထိဖြစ်လာပါတယ်။ဆန္ဒပြပွဲတွေအတွင်းရဲနဲ့ထိတိုက်တွေ့လို့တေဆုံးသူအနည်းဆုံး19ဦးရှိလာပြီးတော့နောက်ထပ်လူပေါင်း100ကျော်ဒဏ်ရာရထားပါတယ်။ ဆန္ဒပြပွဲတွေအတွင်းလူတွေတေဆုံးခဲ့တဲ့ဖြစ်ရပ်တွေကိုလွတ်လပ်တရားမျှတပြီးပွင့်လင်းမြေတောင်မှုရှိရှိစုံစမ်းစစ်ဆေးဖို့လူအခွင့်အရေးအဖွဲ့ NSD International အဖွဲ့ကပြောထားပါတယ်ဆန္ဒပြသူတွေကိုကြည်အစ်စ်တွေနဲ့ပြစ်ခတ်အသုံးပြုခဲ့တယ်လို့အဲ့ဒီအဖွဲ့ကပြောပြီးတော့ဆန္ဒပြသူတွေရာကြည်အစ်စ်တွေကြောင့်ရတဲ့ဒဏ်ရာတွေနဲ့ရောက်လာကြတယ်လို့ဆရာဝန်ကြီးကပြောပါတယ်လုံခြုံရေးတပ်ဖွဲ့တွေဟာလွတ်တော်အဆောက်အဦတွေကိုဝင်ဖို့နေရန်တွေကိုကြော်တက်တဲ့ဆန္ဒပြသူတွေနဲ့တခြားအစိုးရအဆောက်အဦတွေကိုတွေ့တက်ဖို့ဂျိုးပန်းနဲ့ဆန္ဒပြသူ ွေကိုမျက်ရည်ကိုဘုံးနဲ့ရေပိုက်တွေကိုတုံးပြီးတော့ဖြုတ်ခွင်းခဲ့ပါတယ်။နေဘောဇိုယားကတော့သတင်းမှားတွေအမုန်းစကားတွေနဲ့အွန်လိုင်းလိမ်လည်မှုတွေကိုကန့်တွယ်ဖြေရှင်းဖို့လုံထုံးလုံနီအရလူမှုကွန်ရက်ပလက်ဖောင်းတွေကိုစက်မှတ်ဖို့လိုတယ်လို့ပြောပါတယ်။အကဲခတ်တဲ့သူတွေကတော့လူမှုကွန်ရက်ကိုလုံထုံးလုံနီစီမင်းစည်းကမ်းတွေတင်းကျလိုက်တာဟာနိုင်ငံတော်ကိုဝေဖန်စမ်းစစ်တာမျိုးလို့အွန်လိုင်းကအကြောင်းအရာတွေကိုထိန်းချုပ်ဖယ်ရှားဖို့လုံပိုင်ခွင့်အာဏာရသွားမယ်လို့ထောက်ပြပါတယ်။ နေပေါင်းမှာလူမှုကွန်ရက်အသုံးပြုသူလူပေါင်း18တန်းနေပါရှိပြီးတော့အခုလိုတားမြစ်တာဟာဒီကွန်ရက်တွေအပေါ်ကြီးကြီးမားမားမှီခိုနေရတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ဆက်သွယ်ရေးပေါ်မှာကြီးမားတဲ့ရိုက်ခတ်မှုတွေရှိနေပါတယ်။ဒီလူမှုကွန်ရက်တွေကိုတားမြစ်တာကကြီးမားတဲ့စန္ဒပြပွဲတွေကိုထွက်ပေါ်လာစေဖို့ဦးတည်ပေးမယ်။အာဂရိလိုက်စားမှုနဲ့နေရလူကိုနေရပေးတယ်ဆိုတော့မူတွေရှိနေတယ်ဆိုပြီးနိုင်ငံတကာကလူငယ်လူထုကြားထဲမှာမကျေနပ်မှုတွေရှိနေပါတယ်။ ။နေပေါ်နိုင်ငံမှာအခုတစ်ကြိမ်ဆန္ဒပြမှုတွေကအရင်ကဖြစ်ခဲ့မှုတဲ့အခြေအနေနဲ့မတူပါဘူး။လူမှုကွန်ရက်မှာအရင်ဆန္ဒအဖော်ထုတ်တာတွေဖြစ်ခဲ့အပြင်နိုင်ငံလူငယ်တို့ကြားမှာဆန္ဒပြပွဲပေါ်လာခဲ့ရပါဆန္ဒပြသူတွေကတော့သူတို့ကိုသူတို့ဂျန်စီတွေလို့သုံးကြပါတယ်ဒီလူငယ်တွေဟာအများအားဖြင့်တော့1998ခုနှစ်နဲ့2012ခုနှစ်အကြားမှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်ဂျန်စီဆိုတဲ့အသုံးအနှုန်းကဆန္ဒဖော်ထုတ်မှုတစ်လျှောက်လုံးမှာစုဝေးမှုတင်ကြေးတာဖြစ်ပါတယ် ဒီဆန္ဒပေါ်ထွန်းမှုတွေမှာဥဆောင်သူမရှိပေမဲ့လူငယ်တွေပဲစုဝေးပြီးတော့စုပေါင်းအားအနေနဲ့ဆန္ဒပြပွဲလုပ်မယ်နေအောင်စုရဲနဲ့ဆန္ဒပြပုံစံတွေကိုအွန်လိုင်းမှာလှုံ့ဆော်မှုနောက်ဆုံးခြေနေတွေကိုအွန်လိုင်းကနေမျှဝေကြတာတွေရှိပါတယ်။ဒီဘောနိုင်ငံတလွာမျိုးကြီးတွေကတက္ကသိုလ်တွေနဲ့ကောလိပ်တွေကအကြောင်းသားတွေဆန္ဒပြပွဲမှာပါဝင် နေကြပါတယ်။ လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်သံတွေမှာတော့လူစုလူဝေးချီတက်ပွဲတွေမှာចောင်းသားចောင်းသူလူငယ်တွေလည်းပါဝင်တာတွေ့ရပါတယ်။ဆန္ဒပြပွဲအစီအစဉ်သူတွေကတော့ចောင်းသားတွေအနေနဲ့ចောင်းဝိစုံဝေးအစာအုပ်တွေတည်ပြီးတော့ဆန္ဒပြပွဲမှာပါဝင်ဖို့မြင့်တာရက်ခံထားပါတယ်။ဆန္ဒပြသူတွေဘာတွေတောင်းဆိုနေကြလဲ။ နေပေါ်နိုင်ငံမှာအဂတိလိုက်စားမှုအဆုံးသတ်တာကိုကျမတို့မြင်ကျင်ပါတယ်လို့ကောလိပ်ကျောင်းသူအသက်16နှစ်အရွယ်ဘီနူကေစီကပြောပါတယ်။ခေါင်းဆောင်တွေဟာရွေးကောက်ပွဲတွေတုန်းကတော့ဂတိပေးတာပါပဲ။ဒါပေမဲ့ဂတိမတီးကြပါဘူး။သူတို့တွေကပဲပြဿနာအများစုအတွက်အရင်ခံပါပဲလို့ပြောပါတယ်။လူမှုကွန်ရက်တားမြစ်ပိတ်ပင်မှုတွေဟာသူတို့ရဲ့ပညာရေးကိုအဟန့်အတားဖြစ်စေပြီးတော့အွန်လိုင်းသင်တန်းတွေတက်ဖို့နဲ့လေ့လာဖို့အကြောင်းအရာတွေအတွက်လည်းအကန့်အသတ်ဖြစ်စေတယ်လို့ပြောပါတယ်။ဆာဟာနာဘူးတတူခီကတော့အွန်လိုင်းမှာအကြောင်းအရာဖန်တီးသူဖြစ်ပါတယ်။သူကလူငယ် ရဲ့စိတ်ဆန္ဒကိုအခုလိုထင်ဟပ်ပြောဆိုပါရင်ဂျန်စီတွေကိုရက်တန့်တွအောင် လုံးလို့မရဘူးဒီဆန္ဒပြပွဲကလူမှုကွန်ရက်ကြောင့်ဆန္ဒပြတာမဟုတ်ဘူးကျမတို့ရဲ့အတန်ကိုတိတ်တွအောင်ပိတ်လို့မရဘူးဒီလိုဖြစ်အောင်လဲကျမတို့ကဖြစ်ခွင့်ပေးမှာမဟုတ်ဘူးခတ္တမတူမျိုးမှာတော့ဆန္ဒပြသူ အများစုကကြွေးကြော်စာတွေကြွေးကြော်စာတွေကိုကန်ဆောင်ပြီးတော့အပြောင်းလဲအတွက်တောင်းဆိုနေကြတာပါသူတို့တောင်းဆိုကြတဲ့အချက်နှစ်ချက်ကတော့ရှင်းပါတယ်ပထမတစ်ချက်ကအစိုးရအနေနဲ့လူမှုကွန်ရက်ကိုတားမြစ်ပိတ်ပင်ထားတာကိုဖယ်ရှားဖို့နဲ့ အရာရှိတွေအနေနဲ့အကြိလိုက်စားမှုဆိုင်ရာအမှုအကျင့်တွေကိုရပ်တန့်ဖို့ဆန္ဒပြတဲ့သူတွေကတောင်းဆိုပါတယ်ဆန္ဒဖော်ထုတ်ကြတဲ့သူအများစုကကောလိပ်ကျောင်းသားတွေဖြစ်ပြီးတော့လူမှုကွန်ရက်ကိုပိတ်ပင်မှုဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုနဲ့နိုင်ငံရေးသမားတွေကြားမှာအကြိလိုက်စားမှုဆွဆွဲချက်တွေကိုပြည်ဖုံးခါချဖို့ကြိုးပမ်းမှုလို့အမှတ်ယူကြပါတယ်။နတ်ဖို့ပေးပြီးဆိုတာပါလေ။ဒီဆန္ဒပြမှုကအခြားဘယ်ဆန္ဒပြမှုတွေနဲ့ဆက်နွယ်လဲ ညီပေါ်နိုင်ငံမှာအခုဖြစ်နေတဲ့ဆန္ဒပြပွဲတွေမှာအွန်လိုင်းပေါ်မှာရောမြေပြင်ကဆန္ဒဖော်ထုတ်ပွဲတွေမှာပါတွင်တွင်ကြဲကြဲအသုံးပြုနေကြတဲ့စကားလုံးကနစ်ပိုဘေဘီနဲ့နစ်ပိုခစ်ဆိုတဲ့စကားစုနှစ်ခုဖြစ်ပါတယ်ဒီစကားစုတွေဟာပြေးခဲ့တဲ့သတင်းပတ်တွေအတွင်းမှာလူမှုကွန်ရက်ပေါ်မှာနာမည်ရလာတဲ့စကားစုဖြစ်ပါတယ်။နိုင်ငံရေးသမားတွေနဲ့သူတို့ရဲ့မိသားစုတွေကသူတို့ရဲ့အထက်တန်းကြကြစိန်ခံမှုဆန်ဆန်ဘဝတွေကိုပြသတဲ့ဗီဒီယိုတွေလူမှုကွန်ရက်ပေါ်မှာပြန့်လန့်လာပြီးတဲ့နောက်အခုလိုအတုံးလုံးတွေပြန့်လာတာဖြစ်ပါတယ်။ ဇန္နာပြသူတွေကတော့ဒီလူပုဂ္ဂိုလ်တဦးချင်းတယောက်ချင်းစီဟာတာမန်နီဘောနိုင်ငံသားတွေရုံးကန်နေရချိန်မှာလူတို့ရဲ့ပတ်စံကိုအာမနာတန်းစိန်ခံတုံးပြီးတော့အောင်မြင်ကြောင်းပြနေရဖြစ်တယ်လို့ပြောပါရယ် TikTok နဲ့ Instagram ကလူကြီးများရဲ့ရုပ်သံတွေမှာမြင်ရတဲ့နိုင်ငံရေးမိသားစုဝင်ရဲ့ဒီဇိုင်နာအဝတ်အစားတွေဝတ်ဆင်မှုပြိပခရီးသွားတာတွေနဲ့ဇင်ခံကားတွေကိုဖော်ဖော်တည်တည်တုံးဆွဲနေတဲ့မြင်ကွင်းတွေကလက်တွေ့ဘဝမှာနေပေါ်လူငယ်တွေကြုံတွေ့နေရတဲ့အလုံးမဲမှု ပြင်ပထွက်ရွှေပြောင်းရမှုတွေနဲ့လလာကြီးစန့်ကျင်နေပါတယ်။ကြွေးကြော်မှုတွေဟာနိုင်ငံတကာတန်းတူမညီမျှမှုတွေကိုအမလို့အမရဖြစ်မှုတွေကိုနက်နက်ရှန်ရှန်ထင်ဟနေပါတယ်။လွတ်တော်နဲ့နိုင်ငံတလွားမှာဘာရီဖြစ်နေလဲ။ခတမတူမျိုးတော်မှာစန္ဒပြသူတချို့ကလွတ်တော်ပရဝံအတွင်းထိဝင်ရောက်ဖို့ကြိုးပမ်းနေပါတယ်။ပြည်တော်စုလွတ်တော်ဝင်းထဲမှာမိရှို့တာနဲ့ဖြက်လို့ဖြက်စီလှုပ်ထားတာတွေလည်းတွေ့ရတယ်ဆိုတဲ့သတင်းထွက်နေပါတယ်။နေပေါ်ဆက်သွယ်ရေးဝန်ကြီးပရတိစပါကတော့ရဲဟာအင်အားသုံးမှဖြစ်မဲ့အခြေအနေလို့ပြောပါတယ်။ အချိန်နေပြန်ထိန်းချုံနိုင်အောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကကြိုးပမ်းလို့ဆန္ဒပြသူတွေတည်ဆုံတန်းရာရတာတွေရှိပါတယ်။တန်းရာရသူအများစုကိုဆေးရုံပို့ခဲ့ရာကြောင့်ဆေးရုံတွေရှိမှအရက်သားတွေလူစုလူဝေးဖြစ်ခဲ့ပါတယ်။နိုင်ငံတကာသတင်းဌာနတွေကဆရာဝန်တွေနဲ့စကားပြောတဲ့အခါမှာတန်းရာရသူတွေကကြေးအစ်စ်တွေနဲ့ပြစ်ခတ်လို့ရတဲ့တန်းရာတွေနဲ့ ရောဘာဂျီရီကြောင့်ရတဲ့ဒဏ်ရာတွေရှိရလို့ပြောပါတယ်။ရဲတပ်ဖွဲ့ဘက်ကတော့ရဲတပ်ဖွဲ့တော်တော်များများလည်းဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အချက်ချကြတဲ့အစိုးရအဆောက်အဦဝင်းကျင်တွေမှာညမထွက်ရအမိန့်အထုတ်ထားပြီးတော့လုံခြုံရေးတင်းကျပ်ထားပါတယ်။ဒီဘောနိုင်ငံကတခြားမျိုးကြီးတွေမှာလည်းဆန္ဒပြလူစုလူဝေးတွေကဆန္ဒဖော်ထုတ်သူတွေနဲ့ရဲတွေကြားထိတ်တဲတွေးလို့အကြမ်းဖက်အသွင်ဆောင်ခဲ့ပါတယ်။ နိုင်ငံရှိပိုင်းကအီတာဟာရီမြို့မှာရဲကပြစ်ခတ်လို့စန္ဒပြသူ2ဦးသေဆုံးခဲ့တယ်လို့အဲ့ဒီကိုရောက်နေတဲ့ BBC သတင်းထောက်ကရဲအပြောကိုကိုးကားပြီးတော့ပြောပါတယ်။ဒါကြောင့်အဲ့ဒီမှာညမထွက်ရအမိန့်ကိုအာဏာပိုင်တွေကထုတ်ပြန်လိုက်ပါတယ်။ ဒဟရယ်မြို့မှာလည်းစန္ဒပြသူတွေနဲ့ရဲတွေထိတိုက်တွေ့ခဲ့ပါတယ်။နိုင်ငံတွေကတခြားနေရာတွေမှာလည်းညမထွက်ရအမိန့်တွေထုတ်ပြန်ထားပါတယ်။ဒီတော့ဘာဆက်ဖြစ်နိုင်သလဲ။ဂျန်စီအများစုပါဝင်တဲ့စန္ဒပြသူတွေကတော့သူတို့တောင်းဆိုရာတွေနဲ့ပတ်သက်ပြီးတော့အလျှော်ပေးတဲ့ပုံမပေါ်သေးပါဘူး။ပြီးတော့သူတို့စန္ဒပြတောင်းဆိုမှုတွေဟာအွန်လိုင်းမှာရောအမည်ပြမှာပါအချိန်ဟုန်ကောင်းနေပါတယ်။အကဲခတ်တွေကတော့အစိုးရအနေနဲ့အတိတ်ပဲပြပြဝဝနဲ့အထီးတွေ့ဂိုင်တွေပြောဆိုတာမျိုးမလုပ်ဘူးဆိုရင်စန္ဒပြပွဲတွေတိထက်ပို့ပြီးမြင့်တက်လာနိုင်တယ်လို့သတိပေး 十八瓦的灯。